ဦးဇင်းတို့ရဲ့မိဘများဖြစ်တဲ့မိဘနှစ်ပါးကိုယေရှုဆက်တဲ့အနေနဲ့အကြောင်းပြုပြီးတော့ဘုရားမှုရှိတဲ့တန်ခတော်ရှင်မြတ်တွေကိုစံကတ်လှူဒန်းခြင်းဆိုတဲ့ဒါနကုသိုလ်တွေသင်္ကန်းဆရှိတဲ့လူဝရကိုစံကတ်လှူဒန်းခြင်းဆိုတဲ့ဒါနကုသိုလ်တွေပြုလုပ်ပေးပြီးတော့ဦးဇင်းရဲ့ယေရှုရှင်ဖြစ်တဲ့အမိဘမိဘနှစ်ပါးကိုယေရှုဆက်တဲ့ ကုသိုလ်ဒါနပြုလုပ်တဲ့ပွဲဖြစ်ပါတယ်လောကမှာလူသားတယောက်ရဲ့လို့ဖြစ်တည်လာပြီးဘဝတစ်ခုရက်တည်လာပြီးဆိုတာဘု து ကြောင့်လဲဆိုရင်အဖေမေဆိုတဲ့မိပါနှစ်ပါးကြောင့်လောဥစရာမိနေပါတဲ့ဒီအဖေဒီမေဒီမိပါကြောင့်သာသမီတွေရဲ့ဘဝ ကောင်းမွန်စွာရှောက်လန်းနိုင်ဖို့သာသမိတွေရဲ့ဘဝကောင်းမွန်စွာပညာသင်ကြားနိုင်ဖို့သာသမိတွေရဲ့ဘဝအနာဂတ်အန္တရာယ်တွေကင်းနိုင်ဖို့ဘေးတွေရှင်းနိုင်ဖို့ဆိုပြီးတော့အဖေမေဖြစ်တဲ့မိဘတွေကကြီးမားသောမေတ္တာတရားနဲ့သာသမိတိုင်းသာမိသာသမိတိုင်းကိုပြုစုကြရဲစောင့်ရှောက်ကြရဲဒါမိဘတွေရဲ့မြင့်မြတ်တဲ့ခြေစူးတရားပဲ ရရှင်ကိုယ်တော်မြတ်ကြီးကလည်းမိန့်ပါတယ်ပုတ်တံမာနေတိတိမာတာ ပုတ်တံသာသမီကို မာနေတိမြတ်လို့တည်းဤဣတိထို့ကြောင့်မာတာ အမေမြည်ဤဘာကြောင့်မေလို့ခေါ်တာလဲတဲ့သာသမီတွေကိုမြတ်လို့တည်းလို့ချစ်ခင်တယ်လို့အမေလို့ခေါ်တဲ့ပုတ်တံပါတိရခတိတိပိတာ ပုဒ္ဒံသာသမိကို ပါတိရကတိကာကွယ်ဆောင်လျှောက်တတ်၏။ဣတိထို့ကြောင့်ပိတာအဖေမြည်၏။ဘာလို့ဖေလို့ခေါ်တာလဲတဲ့။သာသမိတွေကိုဘေးရန်မကြရအောင်ကာကွယ်ဆောင်လျှောက်တတ်လို့အဖေလို့ခေါ်တဲ့။အဲ့တော့ဒီဘေးဒီမေမိဘနှစ်ပါးကမေယသာသမိတွေကိုချစ်မြတ်လို့တဲ့။အဖေရသာသမိတွေကိုကာကွယ်ဆောင်လျှောက်ပေးတဲ့။ တော့အဖေမေဖြစ်တဲ့မိဘများရဲ့ယေရှုတရားဟာအမတန်မှ ကြီးမားပါတယ်ဒီပေဒီမေဒီမိဘတွေကြောင့်တသမိတွေကဘဝကို ကောင်းစွာရှင်သန်ခွင့်ရတယ်ဘဝလန်ကြီးကိုကောင်းစွာရှောက်လန်းခွင့်ရလူဘဝကိုကောင်းစွာရည်တည်ခွင့်ရဒါအဖေမေဖြစ်တဲ့မိဘများရဲ့ယေရှုတရားကြောင့် ါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆက်ပြီးတော့ပြောပါတယ်ဘူပကာရောဘိခဝေမတာပိတောပုတ္တာနံဒေတာသမီးတွေကိုတဲ့မိဘများကဘောလနဲ့တော့ပကုံးလနဲ့စက်ကနေရနဲ့တည်တည်ချာချာပြုစုပြီးတော့ချစ်မြတ်နိုးပြီးတော့ကာကွယ်ဆောင်လျှောက်တယ်လောကကြီးရဲ့အကြောင်းကိုလည်းသင်ပြပေးတယ်လူတွေရဲ့အကြောင်းကိုလည်းသင်ပြပေးတယ်ဘဝရဲ့အကြောင်းကိုလည်း သင်ပြပေးတယ်။လောကကြီးရဲ့အကြောင်းလူတွေရဲ့အကြောင်းဘဝရဲ့အကြောင်းကို အရင်ဆုံးဘသူကသင်ပြပေးတယ်လဲဆိုရင် အဖေမေလို့ခေါ်တဲ့မိဘနှစ်ပါးကသင်ပြပေးတယ်။လောကကြီးအကြောင်းကဒီလိုရှိတယ်။လူတွေရဲ့အကြောင်းကဒီလိုရှိတယ်။ဒါဘသူတွေကသင်ပေးလဲဆိုအရင်ဆုံးမိဘနှစ်ပါးကသင်ပြပေးတယ်။ဒါကြောင့်ပြောပါရပြရှင်ကိုယ်တော်မြတ်ကြီးရ ဣမတလောကတဓာတိတာရောတဲ့လောကကြီးကိုသင်ပြပေးတယ်လောကကြီးမှာဘာတွေရှိတယ်ဘာတွေဖြစ်နေတယ်ဆိုတာသိအောင်တွင်သင်ပြတာပေးတယ်အဲ့တော့ရှေ့ဆက်ပြီးဘယ်လိုပြောတယ်လဲဆိုရင်ဗျာမာတိမာတာပိတရောတဲ့မိဘနှစ်ပါးဟာဗျာမာကြီးတွေနဲ့လည်းတူတယ်ဗျာမာကြီးတွေကဘယ်လိုကျင့်သုံးတယ်လဲဆိုရင်ဗျာမစိုးတရား၄ပါးနဲ့အညီကျင့်သုံးပြီးတော့နေထိုင်ကြတယ် တော့အဖေမေလို့ခေါ်တဲ့အဖေမေဖြစ်တဲ့မိဘနှစ်ပါးကလည်းဗြမာကြီးတွေလိုပဲကျင့်သုံးကြတော့ဗြမာကြီးတွေကဘလို့ကျင့်သုံးတယ်လဲဒီဖေဒီမေမိဘတွေကဘလို့ကျင့်သုံးတယ်လဲဆိုရင်မေတ္တာကရုဏာမုရိတာ ဥပေက္ခာဆိုတဲ့ဗြမစုတရား၄ပါးညီစွာနဲ့ကျင့်သုံးနေထိုင်ကြတယ်မိဘများကလည်းဒီလိုပဲကျင့်သုံးနေထိုင်ကြတယ်သောသမီးတွေကိုတဲ့ကိုညီဖို့အတွက် ကုညီခြင်းနဲ့မေတ္တာတရားဆိုတဲ့မေတ္တာမျိုးလုံးနဲ့ကြည့်ရှုတယ်။သာသမီတွေဥပမာတဏှာငဲ့ညာတတ်တဲ့ကရုဏာမျိုးလုံးနဲ့ကြည့်ရှုတယ်။သာသမီတွေဥပမာလူနံတန်းနိုင်အောင်ဘဝပြည့်စုံအောင်ထောက်ပံ့နိုင်အောင်ဝမ်းမြောက်ခြင်းနဲ့မုရိတာမျိုးလုံးနဲ့ကြည့်ရှုတယ်။မြင်မြင်သမ ्या ကြာသောသမ ्या ဟာယုံနာဓမ္မသင်္ခါရတွေပါ လားဆိုပြီးတော့တခါတလေလိလူရှုတတ်တဲ့ဥပေက္ခာမျက်လုံးနဲ့လည်းကြည့်ရှုတယ် အကြောင်းဗြဟ္မာကြီးတွေလာဒူရမိဘနှစ်ပါးဟာသာသမိတွေပေါ်မှာအကျဉ်းတရားလို့ခေါ်တဲ့မေတ္တာမျိုးလုံးနဲ့လည်းကြည်ရှုတယ်။တဏှာငညာတတကရုဏာမျိုးလုံးနဲ့လည်းကြည်ရှုတယ်။သာသမိတွေရဲ့ပျော်ရွှင်မှုကိုဝမ်းမြောက်ပြီးတော့မုရိတာမျိုးလုံးနဲ့လည်းကြည်ရှုတယ်။အော်တချင်ချင်းကြတော့ယုံနာဓမ္မသင်္ခါရတွေခွဲရမှာပါလားဆိုပြီးတော့ဥပိ္ပခာမျိုးလုံးနဲ့လည်းကြည်ရှုတယ်။အကြောင်းဗြဟ္မာကြီးတွေကျင့်သုံးနေတဲ့ မေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ဗျမစိုတရား၄ပါးအဖေမီလို့ခေါ်တဲ့မိဘတွေရဲ့ရှင်တဲမှာကိမ့်ပြီးသားရှိပြီးသားတဲ့ဓမ္မကြီးတွေလို့ကျင့်သုံးတဲ့ဒီပေဒီမေဒီမိဘရဲ့ခြေစုဟာအမေတ္တမကြီးမားပါတယ်။ဒါကြောင့်အစင်းတို့ရဲ့အဖေအမေဆိုရင်ဘဝအမေတ္တမဆင်းရဲပါတယ်။ဖြတ်တန်းခဲ့ရတဲ့ဘဝရှောင်းလန်းခဲ့ရတဲ့ဘဝသူအစင်းတို့အတီးဆုံးပေါ့။ ငယ်စဉ်တော်ကြီးကလေးဘဝကနေနဲ့ဘဝဟာမွန်းကျက်တဲ့ဆင်းရဲတဲ့နေရာဆုံးရွာဆုံးမှာတွာလာပြီးတော့လောက်ကန်စတော့ရတယ်။အတိတ်ကအကြောင်းမကောင်လို့ပြစ်ဆုတ်ပါအကျိုးချို့တဲမှုတွေဖြစ်တယ်။အတိတ်ကအကြောင်းမကောင်တော့ပြစ်ဆုတ်ပါအကျိုးမှာချို့တဲမှုတွေဖြစ်တယ်။ဘာကြောင့်လဲ။အကြောင်းကျိုးဆက်ကြည့်လိုက်ရင်တော့ဒါနာအားနေခဲ့တာပေါ့။အဲ့လိုဘဝရဲ့အခြေခံမခိုင်မာတော့ ဘောဟမွန်ကျက်မှုတွေနဲ့ဆင်းရဲမှုတွေနဲ့ဖြတ်တန်းရတဲ့ရှောက်တန်းရတဲ့ဒုဗ္ဗညာလည်းဒီဖေဒီမေဒီမိပါဟာအဖေတို့မေတို့ဟာဒီသာသမီတွေကိုအစဉ်ပြေအောင် ချစ်မြတ်လို့ရမယချင်းမြန်လို့တဲ့အဖေကကွယ်ဆောင်ရှောက်တယ်ဒီသားသမီးတွေကိုရိုက်တာပြူတာမရှိဘူးကြဥစဉ်တို့မှတ်မိသလောက်ဆိုဖေတို့မေတို့ကသားသမီးကိုမရိုက်ဘူးငောက်တာလည်းမကြုံဘူးမတွေ့ဘူး စကားနဲ့ပြောတယ်အဆင်ပြေအောင်သင်ပေးတယ်အဆင်ပြေအောင်ပြောပြဘဝအဆင်ရပြီမဲ့မိသားစုနေရထိုင်ရတာစိတ်ချမ်းသာတယ်ပြောရမှာပေါ့အရောစနကိုလှည့်ရောက်လာတော့သာသမီတွေအလှည့်ရောက်လာပြီဆိုရင်ဒီဖေးဒီမီဒီမီပါပေါ့ချစ်ခင်မြတ်လို့တတ်တဲ့ဂျေဇူးတွေကောက်ွယ်ဆောင်းလျှောက်တတ်တဲ့ဂျေဇူးတွေပြုစုဆောင်းလျှောက်ပေးတဲ့ဂျေဇူးတွေ ပြုစုပြိုးထောင်ပေးတဲ့ခြေစူးတွေကိုတဖန်ပြန်ပြီးတော့ဆက်နိုင်ဖို့အရေးကြီးပါတယ်။အဘိုးဘုရားရှိခိုးမြတ်ကြီးကဘလို့ပြောလဲဆိုတဒါရယ်သီလရယ်စာကရယ်ပညာရယ်ဒီ၄မျိုးနဲ့ညီအောင်ဆက်နိုင်ရင်မိဘခြေစူးကခြေတဲ့နပတ်တဲ့တဒါဖရာတရားတန်ခါဆိုတော့ကျန္နနာသုံးပါးနဲ့ကံကံအင်းချုပ်ကိုယုံကြည်မှုမရှိသေးတဲ့မိဘနှစ်ပါးကိုယုံကြည်အောင် ြောဆိုပေးနိုင်ရမယ်။ဘုရားကိုကိုးကွယ်ရမယ်၊တရားကိုကိုးကွယ်ရမယ်၊တန်ခါကိုကိုးကွယ်ရမယ်။အကြောင်းကောင်းရင်အကျိုးကောင်းမယ်၊အကြောင်းမကောင်းရင်အကျိုးမကောင်းဘူးဆိုတဲ့ယန္တနာသုံးပါးနဲ့ကံကံအကျိုးကိုယုံကြည်လအောင်တရားတရားပြည့်စုံအောင်ပြောပြနိုင်ရမယ်။ဒါကျေးဇူးဆက်ခြင်းတစ်မျိုး၊အကျေးဆက်ခြင်းတစ်မျိုး။နံပါတ်၄သီလကိုကျင့်သီလမထိမ့်သိမ့်တဲ့မြို့ပါနှစ်ပါးကိုကျင့်သီလထိမ့်သိမ့်အောင်ခန္ဓာကိုယ်စင်ကြယ်အောင်ဆောင်းရှောက်နိုင်အောင် ကိုကျင့်သီလထိမ့်သိမ့်ဆောင်ရှောက်နိုင်ဖို့အတွက်ပြောပေးနိုင်ရမယ်ကျင့်ဆောင်နိုင်အောင် ပြောပေးနိုင်ရမယ်ဒါမိဘရဲ့ကျေးဇူးဆန်ဤအခြေဆန်ဤပဲနံပါတ်3စာကစွန့်လွတ်မှုတွေစွန့်လွတ်မှုတွေစွန့်လွတ်ရဲအောင်စွန့်ကျဲမှုတွေစွန့်ကျဲရဲအောင်မိဘနှစ်ပါးကို ပြောဆိုပေးနိုင်ရပြောတတ်ရမယ်ဒါဆိုမိဘကျေးဇူးကိုဆက်ရောက်တဲ့အခြေဆန်ဤလည်းဖြစ်တယ် နံပါတ်၄ပညာတရားနာတော်ဝါသနာမပါတဲ့မိဘနှစ်ပါးကိုတရားနာခြင်းစိတ်ဖြစ်လာအောင် ပြောပြနိုင်ရမယ်ဝါသနာတရားအာမထုတ်နိုင်သေးတဲ့မိဘနှစ်ပါးကိုဝါသနာတရားအာထုတ်နိုင်လာအောင်တရားထိုင်နိုင်လာအောင် ပြောပြနိုင်ရမယ်ပြောဆိုပေးရမယ်ဒါမိဘရဲ့ကျေးဇူးစံဤအခြေစံဤပဲတရားရဲ့တိလာရဲ့စာကရဲ့ပညာရဲ့ ဘယ်နှချက်ပါလဲလေးချက်နော်ပြန်ပြောကြည့်မယ်တဒါရယ်သီလရယ်စာခရယ်ပညာရယ်ဘယ်နှချက်ရှိလဲဒီလေးချက်နဲ့မိဘကျေးစီကိုအကျေဆက်ရင်မကျေနိုင်ဘူးလားကျေနိုင်ပါတယ်နံပါတ်1ရတနာသုမနဲ့ကံကံအင်းချုပ်ကိုယုံကြည်မှုမရှိတဲ့မိဘကိုယုံကြည်အောင်ပြောဆိုပေးနိုင်အောင်နံပါတ်2ကိုခြင်းတရားတွေ မစင်ကြဲသေးတဲ့ပုဂ္ဂိုလ်မဖြည့်စည်းတဲ့ပုဂ္ဂိုလ်ကြိုးပဲ့နေတဲ့ပုဂ္ဂိုလ်ကိုကိုကျင်တရားတွေဖြည့်ပြည့်လာအောင် ဖြည့်နိုင်အောင် ပြောပြနိုင်အောင်။နံပါတ်3ဆွန့်လွတ်မှုတွေဆွန့်ကျင်မှုတွေလှူဒန်းမှုတွေမရှိသေးတဲ့မိဘကိုဆွန့်လွတ်မှုတွေဆွန့်ကျင်မှုတွေလှူဒန်းမှုတွေရှိလာအောင်ဒါနာမျိုးစေ့စိုက်ပျိုးနိုင်အောင်ပြောပြနိုင်အောင်။နံပါတ်4တရားနာဝါသနာမပါသေးတဲ့မိဘကိုတရားအားထုတ်မှုဂိယုမစိုက်သေးတဲ့မိဘကိုတရားနာတတ်လာအောင် တရားအထုတ်နိုင်အောင်ပြောပြနိုင်ရမယ်။ဒါမိဘဂျေစုအခြေဆက်နေပြီ။အတော့အဖေတို့မေတို့တော့ဥစဉ်တို့အတူတူပါပဲ။ဘဝခန္ဓာရလာပြီဆိုရင်တစ်ချိန်ချိန်ကြရင်တော့ခွဲခြားမှာကြည့်ပဲ။ဘဝဆိုတာခန္ဓာလေးစုံကြတာ။ဘဝဆိုတာခန္ဓာလေးစုံကြတာ။နေမြညာပြောင်းညမြင်နေပြောက်ကိုေးတော့လဲမဆန့်မီဆန့်တော့လဲမကိုေးမီ ဒါကမိုးစရိယာပြောတယ်ငါသည်မောချတေရမည်အချိန်ပိုင်းသာလိုတော့သည်ဒါမိဘနဲ့တာသမီပဲဖြစ်နေပါလေဘယ်ပုံကိုယ်တွေပဲဖြစ်နေပါလေဘဝခန္ဓာရလို့ရလာရင် အချိန်ပိုင်းလေးမှာအချိန်မရွေးတည်သွားနိုင်တယ်အချိန်ပိုင်းလေးမှာအချိန်မရွေးတည်သွားနိုင်တဲ့ဒီကာလလေးထဲမှာရှိနေတဲ့ခြေစူးတွေတင်နေတဲ့ခြေစူးတွေပြုတ်မှုတဲ့ခြေစူးတွေကိုဆွမ်းနိုင်တယ်များ ဆက်နိုင်ရမယ်။ဘေးရဲ့ကျေးဇူးမေးရဲ့ကျေးဇူးမိဘရဲ့ကျေးဇူးဆိုတာအင်မတန်မှများပြားတယ်။မိဘနေနဲ့ပတ်သက်ပြီးတော့ညှို့ညင်မှုမရှိအောင်မကြည်ပြမှုမရှိအောင်ကိုယ့်ဘက်ကပြင်ဆင်ထားမယ်။ဒီဘေးဒီမေးဒီမိဘကိုဘယ်လိုပုံစံနဲ့ကျေးဇူးဆက်ရမလဲဆိုတာသိထားမယ်။သိနိုင်ရမယ်။သိနေရမယ်။ကျေးဇူးတရားကိုနားလည်နိုင်ရမယ်။ဒါမှဒီဘေးဒီမေးဒီမိဘရဲ့ကျေးဇူးကိုအကောင်းဆုံးဆက်နိုင်မှာ ရရှိတဲ့ဘဝခန္ဓာခန္ဓာလေးတူတူလေးဆိုတာသဘောပေါက်ပါတချို့မဟုတ်စရိယာပြောတယ်လူဘဝဟာနေဖို့လာတာမဟုတ်ဘူးတဲ့အသေးလေးဖို့လာတာစရိယာဒီလိုပြောတာပြတော်တော်ကတော့ဦးဇင်းတို့ကတော့အဖေတို့မိတော်တော့ဒီလိုထင်မှာပေါ့လူဘဝနေဖို့လာတယ်လို့ထင်မှာမဟုတ်ဘူးတဲ့လူဘဝနေဖို့လာတာမဟုတ်ဘူးတဲ့အသေးလေးနေရတာဘာလဲနေရတာအသေးလေးနေရတာ ကဲတို့ကောင်တို့ဦးဇင်တို့အဖေတို့မေတို့ငငယ်တော့ဘဝခန္ဓာလေးတွေရှိသေးလားဖြစ်ပြီးတော့မနေ့ကရုပ်ခန္ဓာလေးရှိသေးလားဖြစ်ပြီးတော့မနေ့တော့ရုပ်ခန္ဓာလေးရှိသေးလားဖြစ်ပြီးတော့ဖြစ်ပြက်မွေးတည်မွေးတည်ဖြစ်ပြက်ဘဝခန္ဓာဒီတိုင်းသွားနေတာဖြစ်လိုက်ပြက်လိုက်မွေးလိုက်တည်လိုက်အဲ့တော့ဒီဘဝနေဖို့လာတာလားအသေးလဲနေတာလားအသေးလဲနေတာအသေးလဲနေရတယ် တော်ဦးဇင်းတို့တရားစကားလေးတွေပြောနေတယ်ပထမပြောတဲ့တရားစကားလေးကရှိသေးလားဖြစ်ပြီးတော့မွေးပြီးတော့ပထမတစ်ချက်တည်သွားပြီနောက်တစ်ခုအစာထိုးတယ်ပထမယုတ်ခန္ဓာတစ်ခုတည်သွားပြီနောက်ယုတ်ခန္ဓာတစ်ခုအစ်အစာထိုးတယ်အဲ့ဒါကိုမိုးစရိုရပြောတယ်အသေးအသေးအသေးလဲနေတာနေတယ်နေတယ်နေတယ်ဆိုတော့ပြောစရာ ရှာလို့မတွေ့ရတော့ဘူးဘဝခန္ဓာကချက်ကနဲ့ချက်ကနဲ့ချက်ကနဲ့ဘာလဲနေတယ်ဆိုအသေးလဲနေတာဒါအဖေတို့မေတို့ ယုံနာခန္ဓာလည်းဒီလိုပဲအသေးလဲနေတာဥစဉ်တို့ယုံနာခန္ဓာလည်းဒီလိုပဲအသေးလဲနေတာခဏခဏအသေးလဲနေတဲ့ခန္ဓာကြီးတကယ်သေးမသွားခင်မှာတခြားလို့ရမှာလားတရားအထောက်ရမှာလားတရားအထောက်အမြင့်ဆုံးကတော့ဒါပေါ့အရေးကြီးဆုံးကလည်းဒါပဲလေဒါကြောင့်ဥစဉ်တို့ဖီရိုမီရိုကိုဒီမှာတရားထိုင်ခိုင်းနေတရားနှလုံးသွင်းခိုင်းနေတရားနဲ့နေတတ်အောင်ပြောပေးတယ် တရားနှလုံးသွင်းနိုင်အောင်ပြောပေးများနေတဲ့သမှုရိယာတွေကိုပါအောင်ပြောပေးတယ်ရှုပ်ထွေးနေတဲ့တန်ရောစင်တွေကိုနည်းအောင်ပြောပေးတယ်လူဘဝဆိုတာလေဒီခန္ဓာကြီးကဘာနဲ့တိဆောက်တယ်လဲဆိုသမှုတရားတန်ရောစင်နဲ့တိဆောက်ကြဘာနဲ့တိဆောက်တာသမှုတရားတန်ရောစင်ဒါဘေရိုမီတွေရောပေါ့သူတော်ကောင်းတို့ရောသမှုရိယာတန်ရောစင်မရှိဘူးလားသမှုရိယာတန်ရောစင်ကအေးအေးပေးတာလားအပူပေးတာလား ဒီသားသမီးတွေတပူနေရတာပဲလေမပူလားပူလားသားသမီးတယောက်ရှိရင်တယောက်တွေ့ပူတယ်နှစ်ယောက်ရှိရင်သုံးယောက်ရှိရင်လေးယောက်ရှိရင်ဘယ်လောက်ဆိုတော့လောက်ပါပြီပူနေရတာเนาะသူမရိယနော်ဘွားတွေဟုတ်ပြအမေရချစ်မြတ်လို့တဲ့အဖေရကောက်ွယ်ဆောင်လျှောက်တယ်အရွယ်ရောက်တော့လေမိဘတွေရဲ့မျက်လုံးထဲမှာကလေးလေးလိုပဲမြင်တာနော် ကလေးလေးလိုပဲမြင်တာချစ်မြန်နှုံးနေတာပဲကောက်ွယ်ဆောင်ရှောက်နေတာအဲ့တော့သာသမီတွေဘက်ကတဖန်ပြန်ပြီးတော့ခြေစူးတီထပ်ဖို့အရေးကြီးတာပေါ့အဲ့တော့မိဘရောသာသမီရောရရှိနေတဲ့ဘဝခဏတူတူလေးမှာအခွင့်အရေးခဏရထားတဲ့ဒီကာလလေးထဲမှာအပြန်အလှန်နားလည်မှုတွေရှိပြီးတော့အပြန်အလှန်မေတ္တာတရားတွေနဲ့ဆက်သွယ်ပြီးတော့အပြန်အလှန်ဂယုဆိုင်မှုတွေနဲ့နေထိုင်ပြီးတော့အေးချမ်းတဲ့ဘဝ ငြိမ်းချမ်းတဲ့ဘဝကိုတည်ဆောက်နိုင်ဖို့အရေးကြီးပါအရေးချမ်းတဲ့ဘဝငြိမ်းချမ်းတဲ့ဘဝဘာနဲ့တည်ဆောက်မလဲလောကုတ္တရဓမ္မနဲ့တည်ဆောက်ရမှာအဖေမေဆိုတဲ့မိဘတွေရဲ့ရှင်တဲ့မှာလေလောကုတ္တရဓမ္မကိန်အောင်ရမယ်အာသမီးတွေရဲ့ရှင်တဲ့မှာလေယတနာသုံးပါးနဲ့ကံကံကြီးကိုယုံကြည်ပြီးလောကုတ္တရဓမ္မကိန်အောင်လုံနိုင်ရင်ဒီမိသားစုရဲ့ဘဝအေးချမ်းနေမယ်ငြိမ်းချမ်းနေမယ်အကောင်းဆုံးမိသားစုဘဝ မိသားစုဘဝကိုအကောင်ဆုံးတည်ဆောက်နေတဲ့ဘုံဘိမ့်မှန်လေးတစ်ခုဖြစ်သွားလိမ့်မယ်။မိဘနဲ့သားသမီးအပြန်လန်ကုလူဆက်ဆံတဲ့နေရာမှာမေတ္တာတရားတွေပါမယ်၊ခယူးဆိုင်မှုတွေပါမယ်၊နားလည်မှုတွေပါမယ်။မေတ္တာတရားရဲ့ခယူးဆိုင်မှုရဲ့နားလည်မှုရဲ့ပါမဒီမိသားစုဘဝဟာတည်တည်ငြိမ်ငြိမ်နဲ့အနောက်ရှက်မရှိဝင်လာတဲ့နောက်ရှက်လည်းဖယ်ရှင်းနိုင်တယ် ပေါင်းကျင်ကပြောတဲ့ကိုမိသားစုကိုနှောက်ရှက်မဲ့ပြိုကွဲအောင်လုပ်မဲ့စကားတွေကိုလည်းဖယ်ရှင်းနိုင်တယ်။တချို့ကမိသားစုတကူအဆင်ပြေနေရင်တိတ်ကြည့်မရ။အိတာမေစရိယ။မကောင်းတဲ့တရားဆိုတာခန္ဓာထဲမှာဝင်တာတိတ်မြန်။ခန္ဓာနေရတဲ့ဘဝမှာမနာလိုမှုဝင်တို့မှုအိတာမေစရိယတွေဆိုတာမိသားစုတွေရဲ့ဘဝထဲမှာဝင်လာနိုင်တယ်။ဒါလေးတွေကိုမိသားစုတွေကဂယုဆိုင်မှုရဲ့မေတ္တာတရားရဲ့နားလည်မှုရဲ့ အချက်ညီညီနဲ့ဘဝတစ်ခုကိုတိဆောက်ထားမယ်ဆိုရင်အေးချမ်းမှုငြိမ်းချမ်းမှုကအကောင်းဆုံးရနိုင်တယ်အဲ့တော့တဒန်းတူတဲ့ဘဝလေးမှာခန္ဓာနေရတဲ့ဘဝလေးမှာနောက်ဆုံးပြောချင်တာကတော့ဖေရောအမေရောသားသမီးတွေရောဒီလိုအချိန်ကာလမျိုးတွေမှာမလုံတဲ့တယ်လေတရားပဲလုံတဲ့ တရားလုံးဝမဲ့အချိန်တရားလုံးဝမဲ့အရွယ်တရားလုံးဝမဲ့သက်တမ်းလေးရောက်နေပြီ50ကျော်60ကျော်80ကျော်85နှစ်သက်တမ်းနေရဖို့ဆိုတာတိတ်မတိကြတော့ဘဝဟာဘိုးဆိုတော့ရပြောသွားတယ်နော်ပေလွယ်ပျောက်လွယ်တဲ့အချိန်ကာလကိုရောက်နေပြီတဲ့ဆိုတော့ရဒီလိုပြောတယ်အဲ့တော့ဒီဘဝဒီခန္ဓာလေးကိုအကျိုးရှိရှိအသုံးချပြီးတော့အကောင်းဆုံးသာသမီတွေကလည်း လောကုတ္တရဓမ္မကိုပြောပြနေရမယ်ကျေးဇူးဆက်နိုင်ရမယ်ဤဗမာကလည်းတရားအထုတ်နိုင်စွမ်းကိုတတ်နိုင်သမျှလုပ်သွားရမယ်ဘဝရဲ့အကြံမှုဘဝရဲ့ငြိမ်းချမ်းမှုဆိုတာဒါပဲရှိတော့တယ်ကုံလွန်ခဲ့တဲ့အချိန်တွေဖြတ်တန်းခဲ့တဲ့အချိန်တွေရှာပွေခဲ့တဲ့အချိန်တွေပြီးခဲ့တဲ့အချိန်တွေထားလိုက်တော့တဲ့အတိတ်ဆိုတာပြန်ဆယ်လို့မရတော့ဘူးအတိတ်ဆိုတာပြန်ပြင်လို့မရတော့ဘူးပိဿုပန်အချိန်ကနေအကောင်းဆုံးဘဝကို လောကုတ္တရာဓမ္မနဲ့တိဆောက်ပြီးတော့နေထိုင်ရင်အေးချမ်းမှုငြိမ်းချမ်းမှုတွေတေချာပေါက်ရနိုင်ပါတယ်။အကြောင်းစလို့ဒီနေ့အဖေနဲ့မိနေကိုယေရှုဆက်တဲ့ပွဲလေးပဲ။အမြင့်ဆုံးကတော့တရားနဲ့ယေရှုဆက်တာ။ဘာနဲ့ယေရှုဆက်လဲ။အရေးကြီးတယ်နော်။သူတော်ကောင်းတရားတိတ်ရေးကြီးတယ်။လောကုတ္တရာတရားဟာတိတ်ရေးကြီးတယ်။ ိဗ္ဗာန်ကြောင့်တရားဟာသိရဲ့ကြည်တယ်။တန်ត្រာလွတ်ကြောင့်တရားသိရဲ့ကြည်တယ်။ဒုက္ခဆုံးတဲ့တရားဟာသိရဲ့ကြည်တယ်။သမုဒိယပြတ်တဲ့တရားဟာသိရဲ့ကြည်တယ်။အဆွဲပွားအနှောအပွားတွေကိုဖြတ်တဲ့တရားဟာသိရဲ့ကြည်တယ်။အဲ့ဒီလောကဓာဓမ္မခန္ဓာရဲ့ဂိမ်းအောင်အာထုံနိုင်မှနှလုံးသွင်းနိုင်မှဘောဟာအေးချမ်းမှုရတယ်။တန်တီဒုက္ခအေးငြိမ်းပြီးချမ်းသာတာကိုတန်တီဒုက္ခအင်းငိမ့်မိချမ်းသာတာကို သိကောင်းလားနော်လောကရတ္တမှာကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာအင်းချင်းပြီးချမ်းသာတယ်အပြင်လောကကြည့်ရင်လည်းအပြစ်ကင်းကင်းကြည့်တတ်တယ်ခန္ဓာထဲမှာလည်းကိလေသာအေးအောင်နေတတ်တယ်အဲ့ဒါလောကရတ္တမှာပဲအပြင်လောကကိုကြည့်လိုက်ရင်လည်းမေတ္တာတရားလေးနဲ့ကြည့်တတ်တယ်ကရုဏာတရားလေးနဲ့ကြည့်တတ်တယ်မုရိဒတရားလေးနဲ့ကြည့်တတ်တယ်ဥပိ္ပကတရားလေးနဲ့ကြည့်တတ်တယ်အဲ့ဒါလိုကြည့်တတ်တဲ့ပုဂ္ဂိုလ်ကမိမိခန္ဓာမိမိပြန်ကြည့်လိုက်တော့လည်းအေးနေတာနေတတ်ရင်ကျင့်တတ်ဆရာဆိုတာဒါပြောတာပေါ့ ။အကြောင်းဖေရိုမေရိုလေတရားလေးနှလုံးသွင်းတရားလေးအားထုတ်တရားနဲ့နေထိုင်တရားနဲ့ကျင့်သုံးသာသမီတွေပေါ်မှာတောကဆိုးရင်မှုတွေမလွန်ကဲစေနဲ့ပရိဒေဝမျက်ရည်ကြောင်မှုတွေမလွန်ကဲစေနဲ့ဒုက္ခကိုဆင်းရဲမှုတွေမလွန်ကဲစေနဲ့ဒေါမနတစိတ်ဆင်းရဲမှုတွေမလွန်ကဲစေနဲ့ဥပါယတာပူလောင်မှုတွေမလွန်ကဲစေနဲ့လောကရဓမ္မတည်တာလည်းရင် တောကပရိဒေဝဒုက္ခဒေါမနကဥပါယတာဆိုတဲ့ကိလေသာအရှုပ်တရားအချုပ်တရားတွေကနေကင်းအောင်လုပ်ပေးနိုင်တာအဲကြောင့်ဘင်းနဲ့မြေလဲတရားလေးတွေထိုင်းနေတယ်လက်တွေ့လည်းကျင့်သုံးနေဥစဉ်တော့စိတ်ထဲလည်းကြည်နူးတယ်ဒီတရားအထုပ်ဖို့ရည်ကြီးအောင်ဒီချိန်ဟာတရားလုပ်ပတ်မယ့်အချိန်နဲ့တရားအထုပ်ရမယ့်အချိန်နဲ့တဲ60ကျော်ပြီ80နဲ့ကတ်လာပြီဆိုရင်ဘေသာသမိအတွင်မှာစိုးရင်ပူပန်မှုတွေလုံလုံကဲကဲမထားနဲ့တော့ အချိန်တိုင်းရင်ကိုလန်းကိုရှောက်ကြတာကိုလန်းကိုဖောက်ကြတာကိုဘဝကိုတိဆောက်ပြီးတော့ကိုအနေထားနဲ့ကိုရုံးကန်ကြတာသူ့အနေထားနဲ့သူဖြစ်သွားတဲ့ဒီသာသမီးဒီပုံမှာလိုက်ပြီးတော့ကလေးဘဝလေးလိုပူပန်နေစရာလည်းမလိုတော့ဘူးရှော့ချဆိုးရင်စရာတွေလည်းမလိုတော့ဘူးရှော့ချနေတမ်းမှာစိတ်ကတက်တာရရတာဒါအဖေနဲ့မင်းနဲ့အဓိကပြောတာပါ ီသားသမီးလေး၄ယောက်ရှိတာမျိုးတိမ်ကြုံပြီးတော့ပူမနေနဲ့တိမ်ကြုံပြီးတော့စိုးရိမ်မနေနဲ့ကလေးတွေမဟုတ်တော့ဘူးအရွယ်တွေရောက်နေပြီနေတတ်အောင်နေပြီကိုတရားလေးနဲ့ကိုကျင့်သုံးသွားဖို့ပဲအရေးကြီးတော့တယ်ကဲကုခန္ဓာဘယ်နှပါးရတာအဲ့ဒီခန္ဓာ၅ပါးမြဲသလားဖြစ်ပြီးတော့ဘာသစ္စာမြတ်ဗုဒ္ဓသဗ္ဗေသင်္ခါရနှိစ္စာလို့မဟောခဲ့ဘူးလားမြင်မြင်သမျှမြဲသလား ်ဖြစ်ပြီးတော့ကြာကြာသမျှမြဲသလားဖြစ်ပြီးတော့နန္နံသမျှမြဲသလားဖြစ်ပြီးတော့ဆာဆာသမျှမြဲသလားဖြစ်ပြီးတော့ထိထိသမျှမြဲသလားဖြစ်ပြီးတော့တိတိသမျှမြဲသလားဖြစ်ပြီးတော့ယုံနာဓမ္မသင်္ခါရအကုန်လုံးဟာဖြစ်ပြီးတော့ပြက်နေတာပဲဘယ်တရားမှမမြဲဘူးမြဲတဲ့တရားရှိသလား ်အကောင်လုံးတစ်ချိန်ကြာရင်ပျက်စီးရဘူးလားပျက်စီးရမှာလားဒါလေးကိုကောင်းကောင်းနှလုံးသွင်းထားကောင်းကောင်းနှလုံးသွင်းထားနော်အဲ့တော့ဒီဘဝဒီခန္ဓာရာတော့လောကုတ္တရာဓမ္မကိုတေချာအားထုတ်သွားမယ်ဆိုရင်ခန္ဓာထဲမှာအေးမယ်ငြိမ့်မယ်ချမ်းသာမယ်ရှင်းမယ်ကိလေသာတွေအ ਨੇ ထံပြီးနောက်ဆုံးကင်းသွားနိုင်တယ်ဒါလောကုတ္တရာဓမ္မကိုကျင့်သုံးခြင်းရဲ့အကျိုးအဲ့တော့တခြားကြည့်ရမလားခန္ဓာကြည့်ရမလားခန္ဓာမြဲသလား ဖြစ်ပြီးတော့ဘာသစ္စာကုတ္တရာနာရကြာလာကြာလာကြာလာတော့တင်ပါးတွေမပူဘူးလားပူတဲ့သဘောလေးညာနဲ့ကြည့်တော့ရှိသေးလားနောက်ထပ်တစ်ခုအစာမထိုးဘူးလားဖြစ်လိုက်ကြက်လိုက်အစာထိုးလိုက်ဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်အဲ့ဒါတခြားလားအသေးလဲနေတာလားအသေးလဲနေတာဘောကခန္ဓာဒီလိုအသေးလဲနေတာတကယ်အသေးမသွားခင် အသေးလဲနေတာတကယ်သေးသွားတော့အသေးလဲတာလေးရှိသေးလား အဲ့တော့အတိလဲနေရောယုံနိုင်ရဲ့အနေအဆာကိုမြင်အောင်ကြည့်မယ်ကဲဖိနေမိနေနော်အတိလဲနေရောယုံနိုင်ရဲ့အနေအဆာကိုမြင်အောင်ကြည့်မယ်တကယ်အတိသွားရင်တော့ယုံနိုင်ရဲ့အနေအဆာကိုမြင်အောင်ကြည့်လို့ရသေးလားမရတော့ဘူးနော်အဲ့တော့လူဘဝဆိုတာနေဖို့လာတာလားအတိလဲဖို့လားသူတဘောပေါက်ပြီလားလူဘဝဘာလို့ဖို့လာတာ အသေးလေးဘူးလာတာအသေးလေးတွေလဲနေတာအသေးလေးတွေလဲနေတော့ဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေးလိုက်ဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေးလိုက်အသေးလဲနေတာအဲအသေးလဲတာလေးကိုတခြားနဲ့မြင်အောင်ကြည့်ရမလားညံနဲ့မြင်အောင်ကြည့်ရမလားခန္ဓာမြဲသလားဖြစ်ပြီးတော့ဘာသစ္စာရှုတဲ့ညံကသေးတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ဆိုင်ဒါဘုသူရဲ့ကြိုက် သူရဲ့တန်းစဉ်ဘသူရဲ့အဆုံးမဘုရားရဲ့ကြိုက်ဘုရားရဲ့လမ်းစဉ်ဘုရားရဲ့အဆုံးမယင်တယ်လေကိန့်ရောလိုချင်တဲ့နိဗ္ဗာန်မရဘူးလားကံဖိနေမယ်လေလိုချင်တဲ့နိဗ္ဗာန်ရောက်နိုင်အောင်ဝိပဿနာတရားများကို ကြိုးစားအားထုတ်ပါလို့တိုက်တွန်းရင် အချိန်ဆေလို့တော်ကြအောင်ဆို့